တူရကီအစိုးရစာချုပ်ရေးဆန္ဒပြပွဲလူ900ကျော်အဖမ်းခံရတူရကီသမ္မတအာဒိုကန်ရဲ့အထူးကနိုင်ငံရေးပြိုင်ပွဲဖြစ်သူအစ္စတန်ဘူမြို့တော်ဝန်အီဂရန်အီမာမိုဂလူဖမ်းဆီးခံရပြီးနောက်ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲအတွင်းလူ900ကျော်ဖမ်းဆီးထိန်သိမ်းထားတယ်လို့ပြည်ထောင်ဝန်ကြီးဌာနကပြောပါတယ်အကြည့်ပြတ်ချစားမှုဆွဆွဲချက်တွေကြောင့်အစ္စတန်ဘူတရားရုံးကသူကမနေ့ကတရားဝင်ဖမ်းဆီးထိန်သိမ်းဖို့အမိန့်ချလိုက်ပြီးအကျဉ်းထောင်ကိုပို့ဆောင်လိုက်ပါတယ် ။တမရလောင်းအဖြစ်ရွေးချယ်ဖို့အစီအစဉ်ထားတဲ့မိမမိုဂလူကိုဖန်ဆီးပြီးနောက်နိုင်ငံအတွင်းမှာဆန္ဒပြပွဲတွေအကြီးအကျယ်ဆက်လက်ဖြစ်ပွားနေပါနေ။အကြီးပြက်ခြားစားမှုဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့သူကိုထောင်ချမှတ်လိုက်တာဟာနိုင်ငံရင်ခြေထိုးခွင့်ဖြစ်ပြီးဒီမိုကရေစီမဆန်တဲ့လောက်ရလို့ဥရောပခေါင်းဆောင်တွေကဝေဖန်ပါနေ။ Republican ပြည်သူ့ပါတီဟာအီမာမိုဂလူကို သူတို့ပါတီရဲ့တမရအလောင်းဖြစ်ရွေးချယ်ဖို့အစီအစဉ်ထားပြီးပါတီဝင်မဟုတ်သူ73သန်းကျော်ကလည်းသူ့ကိုတမရအလောင်းဖြစ် ထောက်ခံဖို့ဆန္ဒရှိနေကြတယ်လို့ပါတီကဆိုပါတယ်စီရင်ချက်ချပြီးနောက်မှာတော့သူကိုရဲတပ်ဖွဲ့ရင်းနှင်းတဲ့အတူစီလီဘရီအချင်းထောင်ကို အာနာပိုင်တွေကခေါ်ဆောင်သွားပါနေ။အစ္စတန်ဘူမြို့တော်ဝန်ကိုအချားခရိုင်မြို့တော်ဝန်နှစ်ယောက်နဲ့အတူတာဝန်ကနေဖယ်ရှားခဲ့တယ်လို့ပြည်ထောင်ရေးဝန်ကြီးဌာနကဆိုပါနေ။ ဆန္ဒပြမှုတွေဟာတူရကီကို နှစ်ပေါင်း22နှစ်ကြာအုပ်ချုပ်လာတဲ့တာမရအာဒိုဂန်ရဲ့အစိုးရပေါ်လူတို့ရဲ့မကျေနပ်မှုမြင့်တက်လာတဲ့အရေးလက္ခဏာလေးဖြစ်ပါတယ်။တူရကီအစိုးရကတော့တရားရုံးရဲ့စုံစမ်းစစ်ဆေးဆုံးဖြတ်ချက်ဟာအမိခိုကင်းပြီးနိုင်ငံရေးရည်ရွယ်ချက်မပါဘူးလို့ဆိုပါတယ်။အီမာမိုဂလူဟာဂျာနယ်လက်စီးပွားရေးသမားနဲ့နိုင်ငံရေးသမားအယောက်တရာကိုနိုင်ငံသဝန်ဖမ်းဆီးမှုတွေထဲကတစ်ခုအဖြစ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူဟာအကျန်းဖက်အဖွဲကိုထိထောင်ပြီးငွေကြေးရယူခြင်းအားပေးထောက်ခံခြင်းနဲ့ငွေကြေးအလွဲသုံးစားမှုတွေလှုံ့ဆော်ခဲ့တယ်လို့ဆိုဆွဲခံထားရပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။